ဟယ်လိုအလုံးမင်္ဂလာပါဖူဘောမာချန်ကနေဂျူဆိုပါတယ်လီဗာပူးသင်းရဲ့ MV ကွင်းမှာရှင်ပြိုင်ကစားတဲ့မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာယူနိုက်တက်က1-2ဆိုတဲ့ရလနဲ့အဝေးကွင်းမှာ9နဲ့ဒီပွဲရှုံးနေသွားတဲ့လီဗာပူးသင်းကကျွန်တော်ဒီဘရန်နန်ရိုဂျာရဲ့လက်ထက်ပေါ့နော်2014ခုနှစ်ထင်ပါတယ်ဘရန်နန်ရိုဂျာရဲ့လက်ထက်နောက်ပိုင်းမှာပထမဆုံးဆိုသလို၄ပွဲဇက်တိုက်ရှုံးတဲ့အရှုံးကိုရင်ဆိုင်ရတယ်မန်ချက်စတာယူနိုက်တက်ကလည်းလီဗာပူးသင်းကိုအန်ဖီး ဝင်းမှာမနိုင်တာ9နှစ်လောက်ကျွန်တော်ရှိပြီ9နှစ်လောက်ရှိပြီးတော့တတော်ကိုတိုင်ပတ်နေတဲ့အချိန်မျိုးမှာပဲဟိုလီဗာပူးသင်းကိုအိမ်ဝင်းမှာเนาะကျွန်တော်အနိုင်ရအောင်ယူသွားတယ်ဆိုတော့လီဗာပူးအတွက်တော့ pressure တွေကတောက်လျှောက်ဆိုလိုပိုတဲ့ပိုလာပြီးလို့ကျွန်တော်ပြောရမယ်ပြီးခဲ့တဲ့ရာသီကယာဂင်ကလော့ရဲ့လူစင်းတဲ့တွင်ဖလားရအောင်လှုပ်ပြထားတဲ့အာနီစလော့ကိုဘီလီယံဝက်နီးပါးထိအသုံးပြုပြီးတော့အားဖြစ်ပေးထားတယ် ဒါပေမဲ့လေလို့ဒီအာဒီစတင်မှုဒီမှာထင်တယ်လို့ဖြစ်မနေသေးပဲနဲ့လီဗာပူးတင်းဟာပြိုင်ပွဲစုံနောက်ဆုံး၄ပွဲဇက်တိုက်ကိုသူတို့ရှုံးနေထားတာဆိုတော့ဒီပွဲကိုကျွန်တော်ကြည့်ရရင်လီဗာပူးဘက်ကမမပြသူတို့ကတော့ဗောနော်ဟိုမန်ချက်စတာယူနိုက်တက်ရဲ့ပူပြီးတော့ stable ဖြစ်နေတဲ့အသင်းလေးကျွန်တော်ဖြစ်တယ်ပူပြီးတော့ဒါကစားမကောင်းနေအများကြီးကိုပိုင်ဆိုင်ထားတဲ့အသင်းလေးဖြစ်တယ်လို့ချန်ပီယံဖြစ်ထားတဲ့နီးပြရဲ့လက်အောက်မှာပဲဆက်သွားတော့သူတို့ကပြိုင်ဘက်ကိုလည်းသူတို့ထိန်းချုပ်ကစားတယ်ဂိုးပေါက်ကွန်တီမှုတွေလည်းကျွန်တော်အများကြီးရတယ်ဆိုတော့ပူပြီးတော့ဗောနော် ဟိုလုတ်ပြနိုင်ခဲ့တဲ့အသင်းမျိုးပေါ့လေအဲဒါပေမဲ့လို့တကယ်ထိရောက်မှုတွေရှိသွားတာက Manchester United ပဲဆိုတော့ဒီနေရာမှာ United အနေနဲ့ Liverpool အသင်းဘက်ကိုဂိုးပေါက်အန်ဒီရပေးနိုင်ခဲ့တာတွေဂိုးပေါက်ကန်ချက်တွေအများကြီးတော့မရှိခဲ့ဘူး Liverpool လောက်ထိသို့တော်လည်းပဲထိရောက်မှုတွေကကိုယ့်ဘက်မှာကြီးပဲကျွန်တော်ရှိခဲ့တာဆိုတော့ Liverpool အနေနဲ့အဲဒီနီးပြရဲ့လက်အောက်မှာတော့တော်တော်တိုင်ပက်နေပါပြီတော်တော်တိုင်ပက်နေပါပြီဆိုတာဒီနီးပြနဲ့ပဲချန်ပီယံဖြစ်ထားတော့နီးပြထုတ်တာဘာညာတော့ဖြစ်မှာမဟုတ်ဘူးပေါ့နော်အဲဒါပေမဲ့လို့လေးပွဲစတဲ့ရှုံးနေဆိုတဲ့အနေထားက တော်လေးကိုစိတ်ပူစရာပါဆိုလီဘာပူပရိသတ်တယောက်အနေနဲ့ကျွန်တော်တွေးကြည့်ရင်လီဘွေးစက်တိုက်ဘယ်တော့မှရှုံးလေးလို့ကျွန်တော်ပြောရင်တွေးလို့ကိုရတော့မှာမဟုတ်ဘူးဘရန်နန်ရောဂျာတို့ရဲ့လက်ထက်ပြအဲ့ဒါလည်းပြီးတော့ယာဂင်ကလော့ရဲ့လက်အောက်မှာလီဘွေးစက်တိုက်ရှုံးနေဆိုတာမျိုးမရှိတော့ဘူးကြားလာပြီအခုလက်ရှိရှုံးတဲ့ပုံစံကလည်းဟိုကိုကတိုင်ပတ်နေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ကို့မှာလူစင်းနေအမှန်ကန်အားဖြည့်ထားတယ် အိမ်ဝင်းကြီးလည်းကျွန်တော်တို့ဖြစ်တယ်ဗောနော်အဲ့လိုနေသားမျိုးမှာကျွန်တော်ဖြစ်တာအခုဆိုလို့ရှင်ကျွန်တော်တို့နေသူတို့မှာဆိုလို့ရှင်စာလာလို့ကစားမတွေကျွန်တော်ရှိမဲ့ Excel လို့ကစားမတွေ IGDG လို့ကစားမတွေ Suppose Line Florian VS Cody Gabo နော် Federico Chiesa အများကြီးပဲသူတို့မှာဒီလိုကစားမတွေသူတို့ရှိတယ်ဒါပေမဲ့လေးပွဲဇက်တိုက်သူတို့ရှုံးနေတယ်ဆိုတော့ MV မှာရှုံးတာကပို့ပြီးတော့ဆိုးတယ်အဲ့တော့ MV ကွင်းမှာရှုံးတာကပို့ပြီးတော့ဆိုးတယ်ကျွန်တော်တို့ရှိသုံးပွဲစလိုက်ကိုကျွန်တော်တို့ကြည့်ရင် Chelsea ကိုဝေးကွင်းမှာရှုံးတာမျိုး ဂလာနာစာရီအိမ်ကြီးမှာရှုံးတာမျိုးပယ်လစ်ကွင်းမှာရှုံးတာမျိုးတွေကလက်ခံနိုင်စရာအနေထားမဟုတ်ပေမဲ့လို့ပေါ့နော်အဲ့ဒါပေမဲ့ MV မှာရှုံးတဲ့အနေထားလောက်တော့ဖိအားကများမှာမဟုတ်ဘူးဆိုတော့အာနီစလော့တွေတော့တိုက်စစ်နဲ့ခန်းစစ်မှာကတအားကိုကျွန်တော်ပေါ့လိုအပ်ချက်ကကြီးမားလို့နေအဲဒီဘောင်းရဲ့ခန်းစစ်ကိုကျွန်တော်ကြည့်ရင်အရန်ကိုလိုအပ်ချက်ကြီးပြီးတော့ပေါ့နော်ဖလော်ရီတအားများတယ်ပြီးတိုက်စစ်ကလည်းကစားမကောင်းနေကျွန်တော်ရှိတယ်ပေါ့နော် ဟိုဒီပွဲကကန်နည်းနည်းလေးနဲ့ကန်နဲ့လေဆိုင်နာပေါ့လေဘာလို့လဲဆိုတော့ဟိုဘားတန်နေမှန်တာတိုင်နေမှန်တာကိုပဲကူရီကပ်ဘူတယောက်တည်းကိုပဲမင်းဗာတိုင်မှန်တာမင်း၃ချိန်လောက်ဒီကျွန်တော်ရှိတယ်ဗျာဒီလားဒါတော့မှဖရင်ပောင်ရဲ့ဖြစ်တင်ပိုးကိုတိပြီးတော့ခေါင်းတိုက်ရတာကြီးကိုကျွန်တော်ဒါဂိုးပေါက်လွဲအောင်တိုက်ခဲ့တဲ့တလုံးကပါကျွန်တော်ရှိသေးတာအဲကျွန်တော်စဉ်းစားကြည့်ရင်လေဘာဦးတွက်ကပေါ့နော်ဘလူးမန်ကျွန်တော်ဒီနေဟိုဘလူးပြောရမယ်မလွယ်ဘူးပေါ့မလွယ်ဘူးပေါ့ဒီပွဲကိုရှုံးနေသွားတယ်ဆိုတာမျိုးက ဟိုသူတို့အချင်းကြီးကောင်းတယ်လို့ဖြစ်ရင်ကနေပြီးတော့သူတို့တိုင်ပတ်သွားတာကိုလည်းသူတို့ကြည့်မယ်ဆိုလို့ရှိရင်လေဘာဦးတွေ့တော့တော်တော်ကိုတိုင်ပတ်ပါတယ်တော်တော်ကိုတိုင်ပတ်ပါတယ်ဒီပွဲကအဲကျွန်တော်ပုံမှန်ခြေသွမ်းဆိုလို့ရှိရင်လည်းဆာလာဆိုလို့ရှိရင်လည်းဒီပွဲမှာဆာလာနေနဲ့ခေါင်းတိုက်တဲ့တလုံး lemons ဖန်သွားတယ်ပေါ့နော်အဲ့တလုံးကလွှင့်ရင် lemons နဲ့တယောက်ချင်းတယောက်တိကန်တာတောင်းပါဗျာဟိုဂိုးပေါက်ဘေးကနေချော်တက်သွားတဲ့လုံကြီးကျွန်တော်ရှိတယ်ဂတ်ဘူဆိုလို့ရှိရင်တော့ပုံမှန်အပြင်ဝေဖန်ခဲနေကစားမှာလည်းဒီပွဲမှာတော်တော်လေးသူကအကောင်းဆုံးလို့တော့ကျွန်တော်ပြောလို့ရတယ် အီဆက်တို့ဘာလို့ဆိုလို့ချင်းလည်းပဲကန်ချက်တွေကျွန်တော်တို့ကနှစ်ချိန်လားမသိရှိခဲ့တယ်တလုံးကိုပေါက်တဲ့တယ်အဲ့ဒီလုံကိုလမ်မန့်စ်ကရအောင်ကယ်သွားတယ်ပေါ့နော်ဒါကြောင့်ဒီအလစ်စတာဆိုလို့ချင်းလည်းပဲတာမန်ထက်မပိုးဘူး Ryan Griven Bay ဆိုလို့ချင်းလည်းတာမန်ထက်မပိုးဘူးနောက်တန်းကစားမတွေလည်းဒီတိုင်းပဲတာမန်ထက်တူတူကြကြလောက်ပြနိုင်ခဲ့တာတွေကျွန်တော်မရှိဘူးအဲ့တော့လဘောင်းအနေနဲ့ဟိုတိုက်စစ်ကိုခံစစ်ကိုပေါ့နော်ဒီလက်ရှိ United နဲ့ပွဲမှာမှကျွန်တော်မဟုတ်ဘူးလိုအပ်ချက်တွေကျွန်တော်အများကြီးကျွန်တော်ရှိတယ် အဲဒါအပြင်လေဘာဘုတ်ကကျွန်တော်ကြည့်ရင်ဒီပွဲမှာ9ပေါင်းကန်တာသူတို့16ချိန်နေပါလိမ့်ရှိတယ်ဗျာသိလားနော်16ချိန်နေပါလိမ့်ဒီကျွန်တော်ရှိပြီးတော့6ချိန်ကျွန်တော်9ပေါင်းတက်တယ်နော်6ချိန်နေကွာ9ပေါင်းတက်ပြီးတော့သူတို့တကူးပဲကျွန်တော်ရတာဆိုတော့ခုနကပြောသလိုပဲရခဲ့တဲ့အခွင့်အရေးကောင်းတွေသူတို့ရှိတယ်အသုံးမချနိုင်ခဲ့ဘူးဒါပေမဲ့လို့အဲ့ဒီအခွင့်အရေးတွေအသုံးချနိုင်ခဲ့တယ်ဆိုရင်တော့မှလေဘာဘုတ်တင်းတင်းလုံးရဲ့ performance ကအများကြီးကောင်းနေခဲ့တာမျိုးတွေကျွန်တော်မရှိဘူးတော်တော်လေးစိတ်ပူစရာပါနော်တော်တော်မရှိခဲ့ဘူးအဲဒါကြောင့်လေဘာဘုတ်အနေနဲ့ပေါ့နော် တိုင်ပက်သွားပြီဒီဘက်ရှုံးနေတဲ့အတွက်လေပောက်ဦးတင်းဟာအဆင့်တက်ကအာဆင်နေနဲ့သူတို့ကြားထဲမှာလေးမှတ်လီကွာသွားပြီနော်လေးမှတ်လီကွာသွားပြီးတော့မန်ချက်စတာစီးတီးနဲ့လည်းသူတို့တမှတ်ကွာနေတယ်ဆိုတော့အဲသူတို့နဲ့ဖလားပြိုင်ပွဲဖြစ်တဲ့အာဆင်နယ်နဲ့လေးမှတ်ကွာသွားပြီဆိုတာတော်တော်လေးကိုအချင်းကြီးစိုးပါတယ်တော်တော်လေးကျွန်တော်အချင်းကြီးစိုးပါတယ်နော်အဲကြတော့လို့တင်မှာအာဆင်နယ်အနေနဲ့ဒီပွဲလေပောက်ဦးတင်းရှုံးနေသွားတာကသူတို့တပူကောင်းသွားခဲ့တယ်ပေါ့လေလေပောက်ဦးတွေတော့ဒီကျွန်တော်တို့ဖလားရပြီးတဲ့ယာတီအပြီးမှတော့မှဘီလီယံဝက်လောက်သုံးထားတာကိုပဲ ကျွန်တော်ဒီလိုပုံစံဖြစ်နေတယ်ဆိုတာမျိုးကအာနီစလော့တော့အရာရာဟာ AECC ဖြစ်နေမှာမဟုတ်ဘူးဒီထက်ပူတယ် PR တွေနဲ့ကျွန်တော် တွေ့ရမှာပေါ့နော်ဆိုတော့လေဘာဦးသိန်းရဲ့လက်ရှိနေတာကောညီကတို့ဘလို့မြင်ကြလဲတပတ်က Manchester United ကတော့ဗျာနော် United ကတော့ United ကတော့ဒီပွဲကကျွန်တော်တို့အင်မတန်ကိုကျွန်တော်ဘယ်တော့ဒါအရေးကြီးတယ်အရေးကြီးရဆိုတာဒီနိုင်ပွဲဟာအများကြီးအတိတ်ပဲရှိပါတယ်နော်ခုနကပြောလို့ပဲနီးပြပြတဲ့ Ruben Amorim ရဲ့လက်အောက်မှာကျွန်တော်ပထမဆုံးဆိုသလို့ back to back ပေါ့နော်နှစ်ပွဲဆက်တိုက်ကျွန်တော်ပြင်နေပေါ့နော်အနိုင်ရတဲ့ကျွန်တော်ဒီပထမဆုံးအကြိမ်ပဲဒါဟာတတော်ကိုချီးမြှင့်ဆိုးပါတယ်နော်ဆန်ဒလန်ကိုကျွန်တော်နိုင်တယ် international break နားတယ်အခုပြန်ကစားတယ်လီဗာပူးကိုနိုင်တယ် united အတွက်မလွဲပါဘူးဆိုတော့အမိုရင်ရောက်လာပြီးကလေးကပေါ့နော် back to back ဒီနိုင်ပွဲမရခဲ့ဘူးဒါဟာပထမဆုံးအကြိမ်ဆိုတာကတော်တော်လေးကိုကျွန်တော်ပေါ့နော်အချင်းကြီးကမလွဲဘူးကျွန်တော်ဖြစ်နေတာနောက်တစ်ခုက mv queen မှာမနိုင်တာတော်တော်ကြာပါပြီ ကျွန်တော်ပြောသလိုပဲ MV ကွင်းမှာမနေတော့9နှစ်လောက်ကျွန်တော်ရှိပြီเนาะမာတာရဲ့အလုံးအနေနဲ့အနိုင်ယူပြီးတဲ့နောက်ပိုင်းမှာကျွန်တော်လေပါဦးသင်းကို MV မှာကျွန်တော်မနိုင်တော့ဘူးကျွန်တော်အဲ့လိုအကြာကြီးဖြစ်နေတဲ့နေသားမှာကျွန်တော်နိုင်အောင်ဆွမ်းဆောင်နိုင်ခဲ့တယ်နောက်တစ်ခုကလက်ရှိမှာလေပါဦးကကုထက်ပို့ပြီးတော့အချင်းကြီးကောင်းနေတာလေပါဦးကကုထက်ပို့ပြီးတော့အချင်းကြီးကောင်းနေတဲ့အချိန်မှာအဲကိုရီးယားပေါ့เนาะအရာရာအောက်ကျနောက်ကျနေကစားရတယ်ဗျအဲ့အဲ့လိုအချိန်မှာကိုပဲလေပါဦးကွင်းမှာနိုင်လိုက်တာကတော်တော်ကြီးကိုအချင်းကြီးကောင်းသွားတယ် ကစားမားတွေအနေနဲ့ဒီဒီဒီပွဲမှာဆိုရင်တော်တော်လေးကိုချီးကျူးစရာကောင်းတယ်ဗောနော်လီဗာပူးလိုကုထက်အဆက်အသက်ရတာတဲ့အတင်းကိုအဝေးကူးမှာသွားကစားတဲ့နေထားမျိုးမှာအမားတွေနဲ့တဲ့ကစားမားတယောက်ချင်းစီတိုင်းကူကဗောနော်အကုန်ကျူးပန်းကြတယ်အရာအလုံးကအပေါင်းလက္ခဏာဆောင်တဲ့ဘက်ကုံစံမျိုးကိုကျွန်တော်တွေ့နေရတာဟိုဘယ်လိုရမလဲပြီးရင်လည်းပဲကျွန်တော်ဟိုဘယ်လိုဟိုဂိုးသမားဗောနော်လမ်မန်ဆိုလို့ချင်းလည်းပဲတော်တော်ကောင်းတာပါကျွန်တော်ဦးနနာတို့ဘိုင်နာတို့ကိုကြည်လာရအပြီးမှာ ဟမ် lemons လို့ကုသမမျိုးကိုကျွန်တော်ကြည့်ရတယ်ဆိုတာမျိုးကတော့ကျွန်တော်ပြည့်သက်တွေတော့အချင်းကြီးကောင်းနေလို့ပြောရမော်လေနောက်တစ်ခုကကျွန်တော်နေနဲ့အဲ Brian Ambubo တို့ Matthew Cunha တို့တော်တော်ကောင်းတယ်ဗျာကိုအသင်းမှာတိုက်စစ်မှာအဲ့လိုအကြီးချင်းပြည့်တဲ့ကစားမားတွေမမြင်ရတာကျွန်တော်တော်တော်ကိုကြားနေပြီเนาะအခုဆိုလို့ရှိရင် Benjamin Shesko ဆိုလို့ရှိရင်လည်းဒုတိယပိုင်းဝင်လာပြီးတဲ့အနေထားမှာဆိုလို့ရှိရင်ဒါဘာမှတိတ်ပြီးတော့ဗောနော်အားနေချက်ဒီမရှိခဲ့လောက်အောင်ထီကိုအချင်းကြီးကောင်းတာအဲ Matthew Cunha နဲ့ကျွန်တော်တို့ Brian Ambubo ဆိုတော်တော်ကိုကောင်းနေတယ်မှာကျွန်တော်ပါတယ် တော်တော်ကိုကောင်းတဲ့နေမှာကျွန်တော်ပါတယ်။ကွင်းလေကတော့ကျွန်တော်တို့အားအနည်းဆုံးဆိုတော့တိတာတော့မယ်ပေါ့နော်။ကွင်းလေမှာကျွန်တော်ဘလို့မှအဆင်မပြေဘူး။ဒါတော့မှ final test ကဒီကျွန်တော်တို့ဘယ်လိုရောမလဲ။ ambu ဒီဗာလဲ shake school ဗာလဲဗာလဲ am ဗာလဲမကွမ်းရအတွက်ကျွန်တော်ဖန်တီးပေးသွားသေးတာ။အဲ့လိုလိုမျိုးကပေးဖို့တအားခင်းနေတယ်။ကျွန်တော်တို့ကြလာတဲ့အလိုမျိုးကိုမထိမ့်မင်းနဲ့ပေါ့နော်။တစ်ချက်ထဲနဲ့ကျွန်တော်လိုချင်တဲ့နေရာကိုရောက်အောင်ပေးနိုင်ဖို့ဆိုတော့တော်တော်ကိုခင်းရင်ပါတယ်။ နော်အထူးသဖြင့်ကျွန်တော်တို့ဒါလန်ထွက်သွားတာမျိုးတို့နော် direction မတည့်တာမျိုးတွေကျွန်တော်ကြုံရတတ်တယ်ဒါကံဘူးတဲ့ညီကိုတွေဆိုတော့ကျွန်တော်သိရပေါ့နော်အဲ့လိုလာတဲ့လုံးတွေကအဲ့ဒါကိုပဲကျွန်တော်အနေနဲ့မကွာရစီကွက်တီသူရောက်အောင်လုပ်ပေးနိုင်တယ်ရကယ်တန်းက Bruno Fernandes ကဒီဘက်မှာတော်တော်တိုင်ပတ်တာသူတို့ပြင်ဒုတိယပိုင်းမိနစ်90ဝင်ကျင်မှာသူတော်တော်ကိုပြောစရာဖြစ်တာအတိုင်းမဲ့သူအဆင်ပြေအောင်ကစားသွားတယ်နော်ဒါကြောင့်တော်တော်ဒီမှာဆိုရှင်လီဗာပူးတင်းရဲ့ကွင်းမှာ Manchester United ရဲ့အနိုင်ရတာကတော်တော်ကိုအချိန်ကြီးကောင်းခဲ့တယ် Amorin အတွက်လည်းလောလောဆယ်မှာ pressure တွေအောက်ပြနေတဲ့အချိန်မှာသူကဒါမျိုး back to back စပြီးတော့နိုင်လာပြီဆိုတော့ အဆင်ပြေတယ်ပေါ့နော်ဒီမတိုင်ခင်မှာဆိုရှင် Brandpo ကိုရှုံးတာနဲ့ Manchester City ကို3-3ဖြုံးတာပါညာနဲ့ Emery ရဲ့အနာဂတ်တွေကဘာမှမသေးကြတော့ဘူးမသေးကြလို့ဖြစ်နေတဲ့အချိန်မှာ Sunderland ကိုလည်းနိုင်ပြီးရော Sergeant Radcliffe တို့ဘာလို့ရဲ့ဘက်က Emery ကိုအချိန်ပေးမယ်ပါညာဆိုတဲ့ပုံစံမျိုးတွေပြီးရင်ကျွန်တော်တို့ပေါ့နော် Bruno Fernandes ကိုလည်းကလည်းကစားမားတွေအားလုံးကနီးပြရဲ့နောက်မှာပဲရှိနေတဲ့နီးပြကိုယုံကြည်ထားတယ်ဆိုတဲ့ပုံစံမျိုးတွေပြောလာတယ်။ဒါမှမဟုတ်ပြောလာတော့ Emery တို့ကပေါ့နော်ရက်လက်တီက ဟို convince ဖြစ်မနေပြီမဲ့လေလို့ပြောဗျာเนาะဟိုတကယ်တကယ်အချင်းဒီတွေရကြတော့အချင်းဒီတွေဆိုတာဘယ်လိုပြောရမလဲဒီအဲရလက်တွေကအဆင်မပြေသေးဘူးသူတို့လည်းပဲအရေးကြီးတဲ့သူတွေကသူ့ကိုထောက်ခံထားသေးဆိုတဲ့အခါကျတော့ MOD တွေကလည်းအဲ့ဒါကအရေးကြီးခဲ့တာဆိုတော့အဲ့လိုမျိုးနေထားမှာဒီပွဲမှာနိုင်တယ်သူတပင်း MF မှာအကြာလှပြီးမနိုင်တဲ့နေထားကိုသူရအောင်ပုံဖော်ပေးသွားတယ်သူလည်းအောင်မှာကျွန်တော်တခါမှမမြင်ရသေးတဲ့ back to back ပေါ့နော်အဲနှစ်ပွဲဆက်တဲ့ကိုကျွန်တော်အခုဆက်ပြီးတော့ကျွန်တော်ဒါအနံယူပြတယ် အဆင့်၄ကလေပါဦးတင်းနဲ့ကျွန်တော်ကြားထဲမှာနှစ်မှတ်လောက်ပဲကျွန်တော်ကြွားတော့တယ်အမှတ်ကွာမှုတွေအဆင့်ထိတ်ကအသင်းနေကျွန်တော်တို့ကအများကြီးမရှိတော့ဘူးဆိုတော့ဒါ MOD တွေတော့တော်လီကောင်းတဲ့အရာဖြစ်ခဲ့တာပေါ့နော်။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲကအများကြီးတိပဲရှိပါတယ်နော်။ဟီဟာတွေကျွန်တော်လုတ်လို့ရပြီပေါ့ဗျာနော်။ဟီဟာတွေကျွန်တော်လုတ်လို့ရပြီဟုတ်လားနော်။အဲကြီးတယ်မှာပဲမင်း MF မှာမနိုင်တာကြာပြီအခုတော့လုတ်လို့ရပြီပေါ့ဟီဟာတွေဟဲ့လား။နော်အဲ့လိုဖြစ်တယ်အဲ့လိုအဲ့လိုတော့ရှိတယ်ဆိုတော့ဒါကြောင့် Manchester United တွေတော့ဒီပွဲနိုင်ပွဲကအများကြီးတိပဲရှိပါတယ်။ လေးပွဲဆက်တိုက်ရှုံနေခဲ့တဲ့နီးပြအာနီစလော့အတွက်တော့ဝေဖန်စရာတွေတပုံတပင်ကြီးဖြစ်နေပြီပေါ့လေဒီတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ညီကတို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်